Every time သတင်းဌာနရဲ့နိုဝင်ဘာလ14ရက်10မိနစ်သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။လေးမျက်နှာမြို့နယ်မှာဒူးဝင်ကြီးမဲဆွဲပွဲအတွက်တိုင်တယောက်တက်နေရပါတယ်။စစ်ကောင်းဆောင်က ရှမ်းမြောင်းနဲ့ကရင်နီကစစ်စင်ရေးဖွဲ့တွေပြင်ခရိုနီတွေနဲ့အမှုပညာရှင်တွေကိုပါဘွဲတစိုက်တွေတိမ့်ကြုံပေးပြီးစီယုံနေပါတယ်။တောင်ငူက KTB ဂန်းထဲမှာမိထလောင်တို့လူနှုတ်ဒဏ်ရာရရှိခဲ့ပါတယ်။ယူကရိန်းကိုဒေါ်လာ1,500စီးအကူအညီပေးဖို့ နော်တစ်နဲ့ဘောလ်တစ်နိုင်ငံတွေကဂရီးပြုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားပြန်မယုတ်သိရင်အကျိုးဆက်အလုံးတောင်းဝင်ယူရမယ်လို့တရုတ်သတိပေးလိုက်ပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကထိုင်းဆန်တန်၅သိန်းဝယ်ယူမယ်လို့ထိုင်းဘီရင်ကိုပြောကြားခဲ့ပါတယ်။နေပြည်တော်တက်ကုန်းအမြန်လန်းဂိတ်ကိုတက်ကုန်း PDF ဝင်ရောက်တိုက်ခိုက်လို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးစစ်ဗိုလ်2ဦးဒဏ်ရာရခဲ့ပါတယ်။ ဗရောင်းမြို့နယ်နေရာစုံမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ဘက်ကတေဆုံနဲ့ထွက်ပြေးသူများနေပါတယ်။မောတောင်ကို၃ရက်တာအချိန်ယူသိမ်းပိုက်ခဲ့ပြီးစစ်တုံးမှန်၄၂ဦးဖမ်းဆီးရမိက ထိုင်းဘက်ခြမ်းကိုထွက်ပြေးသူတွေများပြားတယ်လို့သိရပါတယ်။